ိုက်ကယ်ဂျက်ဆင်ကိုအားကျပြီးညနာခွဲစိတ်ပြုပြင်ခဲ့လို့လူပြောများနေတဲ့ဖွေဖွေပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ Jungle Entertainment Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ခင်မှာတော့လူတွေကအလှပကိုတကယ်စိတ်ဝင်စားလာကြပြီးတော့အမျိုးမျိုးအပုံပုံပြုပြင်မှုတွေလှုပ်လာတာကြောင့်ငကိုရုပ်ပါပြောက်တဲ့အထိပါပဲ။အခုလည်းဖွေးဖွေးတယောက်ကတော့လှကျင်စောနဲ့မျက်နှာတွေကိုပြပြင်လိုက်တာကြောင့်ဒီနေ့တစောဖွေးဖွေးနဲ့တောင်မကြတော့ပဲမိုက်ကယ်ဂျက်ဆင်နဲ့တောင်သွားဆင်နေခဲ့တာပါ ဒီဘက်ကမှာတော့ဘကိစမစိုးတနေ့တခြားတိုးတက်လာတာကတော့မဆမ်းပါဘူးအလားပါပိုင်းဆိုင်ရာနဲ့ပတ်သက်လို့လေလူတွေကမျက်နှာတွေကိုမျိုးစုံကျိုးကုံပြုတ်ပြင်နေကြတာပါမွေးကလေးကလာပြီးသားရက်ကိုလည်းသူများတွေလိုမျိုးနှကန်းလေးပူးချင်ရတာနဲ့နှာတလေးညှင့်ချင်ရတာနဲ့အသားလေးဖြူချင်ရတာနဲ့ဆေးတိုးဆေးတောက်တွေလုံးနေခဲ့ကြတာပါပြီးတော့လေခနာကိုကအစီတွေကိုလည်းလေးချင်ကန်းတွေကိုလတ်လှဆောင်မှုတွေလောက်ရမယ့်အစားဈေးကန်းတွေသွားပြီးတော့အစီတွေအခဲလိုက်ဇက်ကြီးတွေနဲ့ချကြတာ ခွဲစိတ်ပြီးတော့ကိုပတ်စံအကုန်ကန်ပြီးတော့ကိုအစီရီထုတ်နေကိစ္စတာပါဒီလိုတွေဝေဖန်ပြောဆိုရတာကလည်းသူပြောင်းစည်းဝါးရေးတုံးနဲ့ထိုးတယ်လို့ဖြစ်နေခဲ့တာကတော့အမှန်ပါပဲဘာပဲဖြစ်ဖြစ်ဒီလိုတွေပြုတ်ပြင်လိုက်လို့လှသွားတဲ့သူတွေကလည်းရှိနေပေမဲ့မှလာပဲရုပ်ပြက်စင်းပြက်ကြီးဖြစ်သွားခဲ့ကြတာတွေလည်းရှိပါတယ်လူတွေကတော့အလောက်ပတ်တော့ဆိုရင်အသက်ကိုယ်တော်စတေးဝင်ကြတဲ့ပုံပါပဲ အခုလည်းမင်းသမီးစိုးလေးဖွေးဖွေးကတော့မျက်နှာတွေပြုတ်ပြင်လိုက်ပြီးတော့အခုဆိုရင်ဖွေးဖွေးနဲ့တောင်မတူတော့ပဲတမျိုးဖြစ်တယ်လို့ခံစားနေရတာပါပြုတ်ပြင်လိုက်ပြီးတော့မှမလာတော့ပဲမိုက်ကယ်ဂျက်ဆင်ကြီးနဲ့တူနေတယ်လို့ပြောနေကြတာပါပြောချင်လည်းပြောချင်စရာပါလှချင်လုံးလုံးပြင်ကမှဖင်ချုံသွားတဲ့ပုံပါပဲမင်းသမီးစိုးလေးဖွေးဖွေးကတော့ရုပ်ရှင်လောကတွေကိုစောင့်ဝင်လာတော့ငါဆိုရင်တကယ်ကိုချစ်စရာကောင်းပြီးတော့ချစ်မွေးအပြည့်ပါတဲ့မင်းသမီးလေးတစ်လက်ပါ မင်းသမီးတွေတိုင်းမှာဆိုရင်ဖွဖွေးရစိတ်ရင်းအမှန်နဲ့နေတဲ့ထိုင်တက်ပြီးတော့သူများတွေလိုမျိုးလဲပဲများတာမျိုးအပေါ်လောက်ပြတာမျိုးတွေလုံးဝမရှိခဲ့တာပါဒါကြောင့်လဲပြိသက်ကြီးတဲ့အချစ်ကိုလက်ခံရရှိထားခဲ့တာပါဒါပေမဲ့လဲလွန်ခဲ့တဲ့9နှစ်ကတော့နိုင်ငံရေးတွေကြောင်းအမှုပညာလုပ်ငန်းတွေကိုရပ်ဆိုင်းထားခဲ့တာပါအခုရုပ်ရှင်လောကတွေကိုပြောင်းဝင်လာတော့ဖွဖွေးနာမည်နဲ့တစားတယောက်လိုခံစားနေရတာပါဖိုးပေးကတော့မျက်နှာကြီးတစ်ခုလုံးကိုပြုတ်ပြင်ထားတာကြောင့်ငကိုရုပ်တောင်ပြောက်သွားရတဲ့အထိကိုရုပ်ဆိုးသွားခဲ့ရတာပါ။ အရင်ကချက်ပုတ်ကောင်းတဲ့ဖွေးဖွေးမောကြော့ပဲတစားတယောက်လိုဖြစ်နေခဲ့တာပါဖွေးဖွေးလိုပဲလကျင်လုံးလုံးပြုတ်ပြင်လိုက်ခါမှရုပ်စိုးသွားရတဲ့တစားအမှုပညာရှင်တွေလည်းရှိပါတယ်ဥပမာပြောရမယ်ဆိုရင်ရုပ်ရှင်လောကမှာထင်ထင်ရှားရှားကြီးကိုရုပ်ပြောင်းတော့တာကတော့မင်းသားကြီးရဲအောင်ဇီရချက်နေမင်းနဲ့မင်းသမီးကြီးမေတန်းတို့ပါပဲအရင်ကပရိသတ်ကြီးရဲ့ချက်ချင်းအပေးချင်းကိုခံနေရတဲ့ဝါရင်တယောက်ဆောင်ကြီးတွေပါ ဒါပေမဲ့လည်းသူတို့တွေကတော့ကျောမလပနေပြီးသားရုပ်ကိုမကြိုက်ကြတော့ပဲငင်းငွေလာခဲ့ကြတာကြောင့်လှအောင်လို့ပြုတ်ပြင်လိုက်ကြတာပါဒါပေမဲ့လည်းလောက်မယ်လို့ထင်ခဲ့ကြပေမဲ့မလမပရုပ်တွေထွက်လာခဲ့တာကြောင့်ပရိတ်သတ်ကြီးတွေလည်းစိတ်ပြက်ခဲ့ရတာပါအခုတလောရေပန်းစားနေတဲ့ဒေါက်တာအစီမာတော့ယခုခေတ်မော်ရယ်တွေရုပ်ရှင်မင်းသားမင်းသမီးတွေလည်းသူ့လက်ချက်တွေကြည့်ပါပဲ ဖွေးဖွေးလက်ဒေါက်တာအေစီမှာပဲအမြဲတမ်းသွားပြင်တာဖြစ်ပြီးတော့ဒေါက်တာအေကိုရိုင်းကမိချောင်းတက်လင်းနဲ့အသားရေကိုပိုင်ဆိုင်ထားပြီးတော့ကျန်ရင်ဒေါက်တာအေလုံလင်းပြီးတော့သူ့ရုပ်ပါထွက်တော်မယ်ဆိုပြီးစောင့်နောက်နေခဲ့ကြတာပါဒီပြိုလေးကိုကြည့်ရှုနေကြတဲ့ရိတ်တက်ကြီးကရောဖွေးဖွေးရဲ့အခုလက်ရှိရုပ်ရည်ကိုဘယ်လိုမြင်မိလဲဆိုတာဝေဖန်ပြသကြပါဦးနော်